စိမ့်အောင်လန်းအမေစင်များမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကဒီအစိမ့်အောင်လန်း software ရဲ့ပေါ့နော်လုံဆောင်ချက်တွေကိုဘယ်လိုအသုံးပြုလို့ရနိုင်မလဲဆိုတာကိုဒီအကြမ်းမြင်ပေါ့နော်ပြသသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီအစိမ့်အောင်လန်း software တွေကိုဝင်လိုက်ပါမယ် okay အော်ဆိုတော့ software တွေကိုဝင်ဝင်ချင်းဆိုရင်ကျွန်တော်တို့ဒီပုံစံလေးကိုမြင်ရမှဖြစ်တယ်ပေါ့နော်ဒီအပေါ်ဆုံးရေကျွန်တော်တို့ညာဘက်တောင်းပါဆိုလို့ရှိရင် မန်ဘလူးပုံလေးရယ်ပြီးရင် QR code ပုံလေးရယ်ပြီးရင်ကျွန်တော်ဒီ message ပုံစံလေးရယ်ကျွန်တော်တို့မြင်ရမှာဖြစ်တယ်ပေါ့နော်ဒီမန်ဘလူးပုံစံလေးကကြတော့ကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာတွေကိုအဲ့ဒီမှာအာကျွန်တော်တို့ share လုပ်ရတယ်နော်အာကျွန်တော်တို့ QR code နဲ့ဒီ message ပုံစံလေးအကြောင်းတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပြန်ရှင်းပြအောင်ပေါ့နော်။ညတော့ဘယ်ဘက်တောင်မှတစ်ချက်တီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တင်ထားတယ်ပေါ့နော်။ profile ပုံလေးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ အစိမ်းအောင်လမ်းရဲ့ဟိုလှုပ်ဆောင်ချက်တချို့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အစိမ်းအောင်မှတ်တမ်းငါးမွေးမြေမှတ်တမ်းသွေးအစုတက်ချက်ရန်ဆက်တာလေးကိုကျွန်တော်တို့ဒီမှာနှိပ်ပြီးတော့သုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့အောက်ဆုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ setting ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ရှင်းလို့ရတယ်ပေါ့ဆိုတော့အဲ့ဒါပြီးရင်ကျွန်တော်တို့အောက်ကိုတဆင့်ဆင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိုးလေဝသကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီမိုးလေဝသ ပေါ်နေဖို့အတွက်ဆိုရင်တော့ကိုကဒီဖုန်းရဲ့ location လေးကိုဖြန့်ထားဖြန့်ပေးထားဖို့တော့ကျွန်တော်တို့လုပ်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တင်အသိနဲ့ဖြင့်တော့မြည်ဆိုပြီးတော့အာကျွန်တော်တို့မိုးလီဝတာရှင်နေလေးကိုပြထားတာရှိရေပေါ့နော်ဆိုတော့အဲ့ဒီအောက်ကိုတဆင့်ထပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ post edit တင်ပြီဆိုတာလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုမေးခြင်းနဲ့ပေါ့နော် site view မွေးမြူရေလုပ်ငန်းဆိုင်ရာမေးခွန်းတွေမေးလို့ရတယ်ပြီးရင်ကိုယ့်ရဲ့ ကုန်ပစ္စည်းပေါ့နော်အယောင်းဝင်ပို့စရကိုကျွန်တော်တင်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအောက်ကိုကျွန်တော်တို့ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်အဲဆောနာတွေ့ခဲ့တဲ့စိုက်ပြေးမတန်ငါးမူကံမတန်အဲအမီးပြေကန်နာပြီးရင်အာအယောင်းဝင်ပေါ့နော်အဲ့ဒါတွေကိုလည်းဒီအဝိုင်းလေးပုံစံလေးကိုကျွန်တော်နှိပ်ပြီးတော့တုံးလို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အောက်ဆုံးကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အိမ်ပုံစံလေးကနေစပြီးတော့ခေါင်းလုံးပုံစံလေးမှာစုံထားတဲ့ကျွန်တော်တို့ ပုံစံလေး၅မျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲအဲ့ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေ့ရမလဲဆိုတော့ကျွန်တော်တို့ဒီစောင်းပါးတွေကိုပေါ့နော်ဒီစိုက်ပျိုးရေးဆိုင်ရာမွေးမြူရေးဆိုင်ရာရေလုံငန်းဆိုင်ရာစသဖြင့်ပြန်ပြီးတော့စုစည်းထားတဲ့ခန္ဓာလေးမျိုးကိုကျွန်တော်တို့တွေ့ရမယ်ပြီးရင်အမေးဖြေကိုဈေးတန်းကြီးကိုအဲစတဲ့ခန္ဓာတွေကိုလည်းကျွန်တော်တို့ဒီမှာအသုံးပြုနိုင်မှာဖြစ်တယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ဒုတိယတစ်ခုကကြတော့ကျွန်တော်တို့စာရွက်လို့ပုံစံလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆွမ်းနာကတွေ့ခဲ့တဲ့ဒီ greenway ရဲ့ feed ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ရောက်သွားမယ်ပေါ့နော်အဲမှဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေတွေ့ရမလဲဆိုတော့ဒီသွင်းအားစုကြော်ညာလေးတွေတွေ့ရမယ်ပြီးရင်အမေးအဖြေကဏ္ဍမှာပေါ့နော်တခြားဒီ greenway အသုံးပြုသူတွေမေးထားတဲ့ပြဿနာလေးတွေကိုကျွန်တော်တို့ဝင်ပြီးတော့မြင်နေရမှာဖြစ်တယ်ပေါ့နော် โอเคအဲ့ဒါကနေနောက်တစ်ခုကျွန်တော်တို့ဒီဆိုင်ပုံစံလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါဘောเนาะဒီမှာကျတော့ကျွန်တော်တို့ကဒီတွင်းရစုမျိုးပေါ့เนาะကျွန်တော်တို့ဆိုင်မျိုးရှေ့ဆက်ပြီးဝယ်လို့ရမယ်ခန္ဓာလေးပေါ့เนาะဒီမှာဆိုလို့ရှိရင်ပေါင်းသက်စီလားပိုးသက်စီလားတက်မြောသားလားသာသဖြင့်အဲ့ဒါတွေကိုကိုလူချင်းနဲ့ကွန်ပစ်စီလို့ပေါ့เนาะဆိုင်ရင်းနဲ့ရှေ့ဆက်ပြီးတော့ဝယ်လို့ရပါတယ်ခင်ဗျာဟုတ်နောက်တစ်ခွက်ကျတော့ကျွန်တော်တို့အာအဖွဲပေါ့เนาะ ဲ့ဒါကကျတော့ဒီဘာနဲ့သွားဆင်လဲဆိုတော့ဒီ Facebook ရဲ့ group နဲ့သွားဆင်တယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မိမိအဖွဲ့ဆိုတာလေးရှိရယ်ဗောနော်ဒါကကျတော့ကျွန်တော်ကအာအဖွဲ့နှစ်ဖွဲ့ဝင်ထားရယ်ဗောနော်အဲ့အတွက်ကြောင့်ကျွန်တော်ဒီကိုဝင်ထားတဲ့အဖွဲ့နှစ်ဖွဲ့ကိုဒီမှာလာပေါ်ရယ်ဗောနော်ပါဝင်နိုင်တဲ့အဖွဲ့များကြတော့တခြားဗောနော်ဒီ Greenway ပုံမှာအဖွဲ့ထားရယ်အဖွဲ့လေးရှိရယ်ဗောနော်ဒီမှာကိုယ့်ရဲ့စိတ်ဝင်စားရအောင်လိုက်ပြီးတော့ဒီကိုဝင်ကျင်တဲ့အဖွဲ့လေးတွေကိုထပ်ပြီးဝင်လို့ရတယ် နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့ခေါင်းလောင်းပုံစံလေးပေါ့နော်ခေါင်းလောင်းပုံစံလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီအာတည်င်းအချက်လက်တွေပို့ပေးထားရတာပေါ့နော်တတိအတိပေးချက်တွေပို့ပေးထားရတာလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲဒီအစိမ်းရောင်လမ်းကနေပြီးတော့ကျွန်တော်တို့မိုးလီဝတာတို့ပြီးတော့စိုက်ပျိုးဆိုင်ရာရေးကြီးတဲ့အချက်လက်တွေကိုကျွန်တော်တို့အတိပေးချက်လေးတွေပို့ပေးရမျိုးရှိမှာပေါ့နော်အဲပြီးရင်ကိုကမိကုန်းနေပါတည်ထားမယ်အဲတရားရောက်ကဒီမိကုန်းအောက်မှာဝင်ဆွေးနွေးသွားရတယ်ဆိုလို့ရှိရင်လည်းဒီမှာလာပေါ်တာမျိုးပေါ့နော် အဲရှိမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကိုဝင်ထားတဲ့အဖွဲတွေကနေပြီးတော့ဒီအတိပေးချက်အဲပို့ပေးတာလေးပေါ့နော်အဲ့ဒါလေးကျတော့ဒီအဖွဲစည်းများမှဆိုတဲ့အောက်မှာကျွန်တော်တို့လာပြီးတော့ပုံဝင်ပေါ့နော်အဲလောလောဆယ်ရောဒီမှာတော့ဒီအာတရင်းချက်လေးလေးလာပေါ်ထားတာမရှိသေးဘူးပေါ့နော်ဆိုတော့ဒါတွေကကျတော့ကျွန်တော်တို့ဒီအစိမ်းအောင်လမ်းရေပေါ့နော်လုံဆောင်ချက်တွေကိုကျွန်တော်တို့အကြမ်းပြင်းမိတ်ဆက်ပေးသွားတာဖြစ်တယ်ပေါ့နော်နောက်လာမယ့်ဗီဒီယိုတွေမှာတော့ကျွန်တော်ဒီလုံဆောင်ချက်တစ်ခုရင်းစီရေပေါ့နော်အတုံးဝင်ပုံ အသုံးပြုပုံကိုအသေးစိတ်ထပ်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်